ပြည်ခိုင်မျိုးပါတီအတွင်းမှာဒီမိုကရေစီရှင်သန်ရေးနဲ့စီးလုံးညီညွတ်ရေးအတွက်ခေါင်းဆောင်ပိုင်းအပြောင်းလဲပြုလုပ်ခဲ့ရတာဖြစ်တယ်လို့ပြည်ခိုင်မျိုးပါတီကမနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်ဒီသတင်းကိုတော့ဥနေဖြိုးဝင်းကနေပြည်တော်ကနေပေးပို့ထားတာပါဟုတ်လား၁၆ရက်နေ့ကနေပြည်တော်ရှိကျန်းကန်ရေးပါတီဌာနချုပ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီအခမ်းအနားကို ပါတီဩဂရဦးသိန်းစိန်တက်ရောက်ခဲ့ပြီးပါတီဩဂရရာထူးလွှဲပြောင်းပေးတဲ့ကိစ္စကိုရှင်းလင်းခဲ့တာဖြစ်ပါတယ်အခမ်းအနား မစတင်ခင်မှာပါတီဥက္ကဋ္ဌဦးသိန်းစင်ဟာပါတီဝင်လွတ်တော်ကိုယ်စားလှယ်တွေကိုနှုတ်ဆက်ရန်လာရောက်ပြီးတော့မှကျွန်တော်တို့ပါတီပူးတွဲဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးရမှုနဲ့ပတ်သက်ပြီးတော့မှရှင်းလင်းပြောကြားပြီးပါတီဝင်လွတ်တော်ကိုယ်စားလှယ်တွေကိုနှုတ်ဆက်ပြီးတော့မှကျွန်တော်တို့ပြန်ထွက်သွားပါတယ်နိုင်ငံတော်သမ္မတအနေနဲ့ပါတီဥက္ကဋ္ဌအနေနဲ့အစည်းအဝေးလာတက်တာမဟုတ်ပဲ ါတီဩဂရလွှဲပြောင်းပေးတာကိုရှင်းလင်းတာဖြစ်ပြီးပါတီဝင်တွေကိုလာရောက်နှုတ်ဆက်တာသာဖြစ်တယ်လို့ပြောပါတယ်။ပါတီကိုစားပြီးလွှတ်တော်ကိုယ်စားလှယ်တွေကိုလာရောက်တွေ့ဆုံနှုတ်ဆက်စကားပြောတာပါ။ဟိုကျွန်တော်တို့ကဟိုဒါဟိုလုတ်တဲ့ကျန်တဲ့ပါတီကိစ္စဆောင်ရွက်ခြင်းမဟုတ်ပါဘူး။မနေ့ကလည်းပါတီကိုကျွန်တော်တို့ကဒီပါတီပူးတွဲဥက္ကဋ္ဌတာဝန်ဒီလွှဲပြောင်းရတဲ့ကိစ္စနဲ့ဆက်လင်းပြီးတော့ ပါတီကိုစားပြီးလွှတ်တော်ကိုယ်စားလှယ်တွေသိရှိအောင် ရှင်းပြတာပဲရှိပါတယ်အစည်းအဝေးလာရောက်တက်တာလည်းမဟုတ်ပါဘူးเนาะကျွန်တော်တို့ကအစည်းအဝေးကပြီးသန့်ဆောင်ရွက်တာဖြစ်ပါတယ်အစည်းအဝေးလာရောက်တဲ့ဆင်မှာသမရာကြီးကလာပြီးတော့မှအကျိုးအကြောင်းရှင်းလင်းပြီးတော့မှပြန်ကြားသွားတာဖြစ်ပါတယ်အခုလိုပါတီတွင်ထိပ်ပိုင်းကောင်းဆောင်အပြောင်းလဲလုပ်တဲ့ကိစ္စဟာပါတီတွင်ဒီမိုကရေစီပရိုမိုရှင်တိုင်းနဲ့ပါတီတွင်စီလုံးညညရေးအတွက်အပြောင်းလဲလုပ်တာဖြစ်တယ်လို့ပြောပါတယ် ပြန်ပြီးတော့မှကျွန်တော်တို့ပါတီတွင်းဒီမိုကရေစီပြည်ပြောင်းလဲရေးပေါ့เนาะကျွန်တော်တို့ကငကိုတော့ဝေဖန်တာတွေရှိတယ်ပါတီတွင်းမှာဒီမိုကရေစီเนาะကျွန်တော်တို့ဟိုဟိုပေါ့ခွင့်ရေးတွေမရှိဘူးဆိုတော့စကားလေးတွေပြောလို့ဆိုတာတွေရှိတာအဲ့တော့ကျွန်တော်တို့ကပါတီဝေးဒီမိုကရေစီပုံမရှင်းတန်ရေးနဲ့ပါတီဝေးစီလုံးဝင်ရေးတွေအခုပြည်ပြင်ပြောင်းလဲမှုကိုဆောင်ရွက်တာဖြစ်နေတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကကျွန်တော်တို့ရဲ့ထုတ်ပြန်ကြေညာချက် တင့်မြေဆောင်2015မှာရှင်းလင်းထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့မှာကျွန်တော်ကလင်းမြေဆောင်2005ကိုထုတ်ပြန်ကြေညာပြီးတော့ခုလိုမီဒီယာတွေကိုကျွန်တော်တို့ခေါ်ယူရှင်းလင်းတာဖြစ်ပါတယ်ဒီခဏမှာပါတီပူးရဲဥက္ကဋ္ဌဦးထေဦးကအမှားစကားပြောခဲ့ပြီးပါတီရဲ့ထွေထွေတွင်းရင်မူဦးတနိုင်သိန်းကပါတီရဲ့ဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်တွေကိုရှင်းလင်းခဲ့တယ်လို့သိရပါတယ်ကျွန်တော်နေပြောင်းဝင်းမှာ